င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာအကြမ်းဖက်စစ်ကောင်စီတပ်ကရသပြည်သူအမျိုးသမီးတွေကိုမိသားစုဝင်တွေအရှိမတောင်အာဓမပြုခြင်းမှုတွေကျူးလွန်နေတယ်လို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတမ်ပတ်ကြီးဦးကျော်မိုးထွန်းကတင်ပြလိုက်ပါတယ် ဒဲနိုင်တိုင်းဒဝဲမြို့နယ်မှာအင်အား150ပါအချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကတက်ခိုက်ချင်းမမှုအတွေ့စေကောင်စီတပ်သား12ဦးကတော့အသေးသေးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား3ကိုပါအရှင်ဖမ်းဆီးရမိထားပြီးလက်နက်ခဲယမ်းတွေလည်းတင်းစီရရှိထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာအချမ်းဖက်စစ်ကောင်စီတပ်က ။အရသာပြည်သူအမျိုးသမီးတွေကိုမိသားစုဝင်တွေအရှိမတော်အရမပြုတ်ကျင့်မှုတွေကျူးလွန်နေတယ်လို့ကုလသမဂ္ဂလူကြုံရေးကောင်စီမှာတမ္မကြီးဦးကျော်မိုးထွန်းကတင်ပြလိုက်ပါတယ်။ဒါကြောင့်ဩဂုတ်လ19ရက်နေ့ကပဲအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂလူကြုံရေးကောင်စီမှာပဋိပက္ခတွေအတွင်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုင်ရာတကားဖွဲ့အစည်းအဝေးတဲ့တမ္မကြီးဦးကျော်မိုးထွန်းကမြန်မာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့အမျိုးသမီးတွေအပေါ်လိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေကိုတင်ပြပြောဆိုသွားတာပါ ဥကြုံမုထွန်းတင်ပြသွားတဲ့အထင်မှာမြန်မာချက်ဖက်စစ်ကောင်စီတပ်ဟာလက်ရှိမြန်မာနိုင်ငံရဲ့ပဋိပက္ခတွေအတွေ့ရဲသားပြည်သူအမျိုးသမီးတွေပေါ်လိန်မိုက်ဆိုင်ရာအာရမပြုကျင့်တာ တွေအုပ်စုလိုက် အာရမပြုကျင့်တာတွေ ਨੇ လိန်ကြေးကြုံအဖြစ်အသုံးပြုပြီးညှဉ်းပန်းနှိပ်စက်တာတွေအထိလုံနေကြပြီးအဲ့ဒီထဲမှာမှကျူးလွန်ခံရတဲ့အမျိုးသမီးတွေကိုမိသားစုဝင်တွေအရှိမတောင်အာရမပြုကျင့်မှုတွေကျူးလွန်နေကြတယ်လို့တင်ပြသွားပါတယ်။အဲဒီလိုမြန်မာအချမ်းဖက်စစ်ကောင်စီတပ်ရဲ့လူမဆန်အောင်ရက်စက်ကြမ်းကြုတ်မှုတွေဟာ ပြောပွဲရာစကလုံးတော့မရှိတော့အောင်စစ်အုပ်စုကရာဇဝတ်မှုတွေကိုကြက်ကြက်ပြန့်ပြန့်ကျူးလွန်နေကြတာဖြစ်တယ်လို့တပ်မကြီးဥကြုံမတော်ကကုလအစည်းအဝေးမှာတင်ပြတော့ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာအကြက်ဖက်စကောင်စီတက်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုနစ်နာသူမြန်မာပြည်သူတွေရဲ့နေရာမှာကိုယ်တိုင်ခိတ္တခဏဝင်ရောက်ခန်းစားပြပြီးပြည်ပကအတွင်းကစစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုခန်းစားနေရတဲ့မြန်မာပြည်သူတွေအတွက် ုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့နီလန်အလုံးအသုံးပြုပြီးမြန်မာစစ်ကောင်စီတပ်ကိုထိထိရောက်ရောက်အရေးယူပေးဖို့တမကြီးဥကြုံမထွန်းကကုလအစည်းအဝေးမှာတင်ပြတောင်းဆိုသွားတဲ့အပြင်လက်ရှိစစ်ကောင်စီတပ်ကလုံမဲ့အတုအယောင်ရွေးကောက်ပွဲဟာလည်းပဋိပက္ခတွေအတွင်ပြည်သူတွေအပေါ်လိမ်မိုက်ဆိုင်ရာအကြမ်းဖက်မှုတွေအပါအဝင်လူမဆန်တဲ့ရာဇဝတ်မှုတွေကိုသူတို့စစ်တပ်ကထပ်မံကျူးလွန်ခွင့် license တခုရတယ်လို့ဖြစ်လာမှာကြောင့်ဒီလိုစစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုပါ နိုင်ငံကအတိုင်းဝိုင်းအနေနဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်ပေးကြဖို့တမကြီးဥကြုံမှုထွန်းကတိုက်တွန်းပြောဆိုတော့ပါသေးတယ်ခင်ဗျာတဖက်မှာတော့ဒိန်းတိုင်းတိုင်းဒဝဲမြို့နယ်မှာအင်အား150ပါအချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွင်စစ်ကောင်စီတပ်သား12ဦးကတော့အတိအသင့်တေကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား3ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးလန်ဒန်ခရင်တွေလည်းတင်းစီရရှိထားတယ်လို့ DNL တဝဲတက်တော်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ဩဂုတ်လ16ရက်နေ့ကစပြီးဒိန်းတိုင်းတိုင်းတဝဲမြို့နယ်တင်ငန်းတုံးကြီးရွာနဲ့ဝါကုန်းကြီးရွာအကြားအင်အား150လောက်နဲ့ဝင်ရောက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ရင်တန်းကိုတော်လိုင်းပူပေါင်းတပ်တွေကကြဖြတ်တက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာတိုက်ပွဲတွေဟာ9နာရီနီးပါးကြာတော့အပြင်းအထန်ဖြစ်ပွားပြီးတဲ့နောက်စေကောင်းစီတပ်သား၁၁ဦးဟာပြစ်ခတ်မှုတွေအတွင်းမှာပဲအသေးသေးသိမ့်ကုန်ကြတဲ့အပြင် တော်လိုင်းဤဘက်ကလည်းရဲဘော်တို့မြင့်မြတ်စွာအသက်ပေးလူတော်ရပြီတိုက်ပွဲတွေတဲကနေစစ်ကောင်စီတပ်သား၃ဦးကိုပါတော်လိုင်းဤတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်စစ်ကောင်စီတပ်သားတွေစီးလာတဲ့စစ်ကားတွေလည်းပြစ်ခတ်မှုတွေကြားမှာမိလောင်ပျက်စီးတာတွေနဲ့စုစုပေါင်းသူတို့စစ်တပ်ကကားဆယ်စီးဝင်းကျင်ဟာလည်းပျက်စီးမှုတွေရှိသွားပြီးတဲ့အခါမှာတော့ကျန်တဲ့စစ်သားတွေဟာကစင်ကလျားနဲ့ထွက်ပြေးကုန်ကြပြီအဲ့ဒီတိုက်ပွဲတွေကနေလက်နက်ခဲရဲ့အသုံးဆောင်ပစ္စည်းတွေကိုပါတော်လိုင်းဤတပ်တွေကတင်စီရရှိထားသေးတယ်လို့ ဒီ NLA တဝဲတက်တော်ရဲ့တာဝန်ရှိသူတွေကရှင်းပြထားပါတယ်။တရှိမှာတော့ဖန်စီရမိထားတဲ့စစ်ကောင်စီတပ်သား၃ကိုဒေါ်လာရင်းတက်တွေကစစ်တုံးဘတ်လုံထုံးလုံနီးအတိုင်းထိမ့်သိမ်းထားပါတယ်လို့လည်းတဝဲတက်တော်ရဲ့တာဝန်ရှိသူတွေကပြောထားပါတယ်ခင်ဗျ။တဖက်မှာတော့အချက်ဖတ်စစ်ကောင်စီတက်က ကင်းနီပြည်နယ်ဒီမော့ဆိုမြို့ကိုသူတို့စစ်တပ်ကပြန်လဲသိမ်းပိုက်ရရှိပြီးဆိုပြီးဝါရဖြန့်နေတယ်ဒီမော့ဆိုမြို့နယ်မှာပဲတိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆက်ဖြစ်တယ်လို့ကင်းနီဒေါ်လာရင်းသတင်းရေးမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အဲ့ဒီကင်းနီပြည်နယ်ကဒေါ်လာရင်းတပ်တွေထိန်းချုပ်ထားတဲ့ဒီမော့ဆိုမြို့နယ်အတွင်းဩဂုတ်လ၄ရက်နေ့ကစပြီးစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာရမှာသူတို့စစ်တပ်ရဲ့ထုံးစံအတိုင်းရဲတပ်ပြည်သူတွေနေထိုင်ရာခြေရွာရက်ွက်တွေကိုလေကြောင်းကရောလက်နက်ကြီးနဲ့ရောပြစ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်ပြီးမှ ဒီမော့ဆိုမြို့ကိုချင်းကပ်ဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီနောက်ဩဂုတ်လ19ရက်နေ့မှာဒီမော့ဆိုမြို့အတွင်းကိုစစ်ကောင်စီတပ်စစ်ကြောင်းတွေဝင်ရောက်လာတဲ့အချိန်တော်လန်ရိတ်တပ်တွေနဲ့တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကသူတို့စစ်သားတွေဘလောက်တိတ်တိတ်အထိနာနေတဲ့ကြားကသူတို့လူတွေကိုဂိယုံဆိုင်ပဲရှေ့ကူတာဆက်တိုးခိုင်းနေတယ်လို့တိုက်ပွဲကတော့နှစ်ဖက်အပြင်းထန်ကိုဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီကတော့ သူတို့ရောက်တဲ့မြို့ပေါ်နေရာတချို့ကနေဓပ်ပုံရိုက်ပြီးဒီမော့ဆိုမြို့ကိုသူတို့စစ်တပ်ကတိမ့်ပိုက်ရရှိပြီးဆိုပြီးတော့ဝါဒဖြန့်နေပြီမဲ့တကယ်မြေပြင်မှာတော့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့နှစ်ဖက်စစ်ရေးတင်းမာနေတော့မယ်လို့ကင်နီတော်လိုင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။လက်ရှိမှာတော့ဒီမော့ဆိုမြို့ပေါ်ရောက်နေတဲ့စစ်ကောင်စီတပ်သားတွေကသူတို့ရှိရာမြို့ရဲ့အဆောက်အုံပြက်တွေကြားမှာတက်ဆွဲထားပြီးဒီမော့ဆိုမြို့ပေါ်ဧရိယာတွေကိုအ धिक ဦးစားပေးထိန်းချုပ်ဖို့လုပ်နေတဲ့အခြေအနေကိုမြင်နေရတယ်လို့တိုက်ပွဲတွေကတော့ဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့ ြင်းဒီတော်လိုင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ပဲခူးတိုင်းမဲလာမြို့နယ်မှာရှိတဲ့အချက်ဖက်စစ်ကောင်းစီရဲ့ခလာရတစ်တက်ရင်ကိုပီဒီအက်တပ်ဖွဲ့တွေလာရောက်တက်ခိုက်မှာစိုးရင်ကြောက်နေနေပြီစစ်တပ်ကသူ့ရဲ့တက်ရင်ပပလဲမှာမြေတူးပြီးတော့နင်းမိုင်းတွေပါလိုက်ထောင်ထားပြန်တဲ့အပြင်ကြေးရွာချင်းဆက်လမ်းတွေကိုလည်းမြေတူးဆက်တွေနဲ့လိုက်လံဖျက်ဆီးနေပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့ လက်ရှိပဲခူးတိုင်းကနေမြေတော်တော်များများမှာတော်လိုင်းရေးတပ်တွေကဒဇတ်တဇတ်ထိန်းချုပ်မှုတွေတိုးချဲ့လာနေရမှာစစ်ကောင်စီတပ်ကလည်းသူတို့လက်လွတ်ရတဲ့နေမြေတွေပြန်လည်ထိန်းချုပ်နိုင်အောင်စစ်ကြောင်းထိုးတာတွေလုပ်ပြီးနဖက်စစ်ရေးတင်းမာနေကြတယ်ဆိုပါနဲ့အဲ့ဒီအချိန်မင်းလာမျိုးနယ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့ခလရတစ်တရင်ကသူတို့ကို PDF တပ်ဖွဲ့တွေလာရောက်တိုက်ခိုက်မှာစိုးရင်ကြောင်းလန့်ပြီးသူတို့တရင်ပပတ်လင်မှာမြေတူးပြီးတော့နေမိုင်းတွေပါလိုက်ထောင်ထားပြန်တယ်လို့ဒေသခံပြည်သူတွေကရေကုန်ခစ်တိကိုအတိပေးပြောထားပါတယ် အဲ့ဒီစစ်ကောင်စီရဲ့ခလာရတစ်တည်ရင်ဟာမင်းလာမြို့နယ်စင်ကန့်လန့်ကြေးရွာမှာအခြေစိုက်ထားတာဖြစ်ပြီးလက်ရှိမှာလည်းအဲ့ဒီတည်ရင်ကစစ်ကောင်စီတပ်သားတွေဟာသူတို့တည်ရင်ကို PDF တွေလာတိုက်မှာကြောက်ပြီးစင်ကန့်လန့်ကြေးရွာအနီးမှာရှိတဲ့ကြေးရွာချင်းဆက်လမ်းပိုင်းတွေကိုပါမြေတူးဆက်တွေနဲ့လိုက်လံဖျက်ဆီးတာတွေလုပ်နေပြန်တယ်လို့သိရပါတယ်လက်တလောအဲ့ဒီစစ်ကောင်စီရဲ့ခလာရတစ်တည်ရင်မှာရှိတဲ့စစ်သားတော်တော်များများကရှေ့တန်းထွက်နေကြတာဖြစ်တဲ့အတွက် အဲ့ဒီတရက်မှာစစ်သားတချို့နဲ့အိမ်နောင်တဲ့အမျိုးသမီးတွေအပါအဝင်ဒဏ်ရာရစစ်သားတွေသာကြံရှိတော့တဲ့အတွက် PDF တွေသူတို့တရင်ကိုလာတိုက်မှာကြောက်နေပြီအခုလို့တရင်ပပလယ်မှာမြေတူးပြီးတော့မိုင်းထောင်တာတွေတရင်အနီးကကြေးပါချင်းဆက်လမ်းတွေကိုပါမြေတူးဆက်တွေနဲ့လိုက်လံဖျက်ဆီးတာတွေလုပ်နေကြတာဖြစ်တယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျတဖက်မှာတော့ပဲခူးတိုင်းဂျိုးပင်ကောက်မြို့နယ်နဲ့အုတ်ဖူမြို့နယ်ကအရသာပြည်သူတွေနေထိုင်ရာကြေးပါ၃ရွာကို အချက်ဖတ်စကောင်းစီတက်ကဘာတိုက်ပွဲမှမဖြစ်ပဲ drone နဲ့ဘုံကျဲတက်ခိုက်သွားမှုကြောင့်ပြည်သူနှစ်ဦးသေဆုံးခဲ့ရပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့အခုလာ၂၀နှစ်ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲဂျိုးပင်ကောင်းမြို့နယ်အလဲကုန်းရဲစခန်းမှာတဆွဲထားတဲ့အချက်ဖတ်စစ်ကောင်းစီတပ်သားတွေကဘာတိုက်ပွဲမှမဖြစ်ပဲရသပြည်သူတွေနေထိုင်ရာဂျိုကိုပင်ဂိုင်းကြီးနယ်တရင်ကုန်းကျေးရွာတွေကို drone နဲ့လာပြီးဘုံကျဲတက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလို့ ်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တရင်ကုန်းခြေရွာနေအသက်48နှစ်အရွယ်ဦးမင်းစောဦးနဲ့အသက်49နှစ်အရွယ်ဒေါ်မော်စောသူတို့တိတ်ဆုံးခဲ့ရပြီးနောက်ထပ်ဒဏ်ရာရတဲ့သူတွေလည်းရှိထားတဲ့အပြင်နေအိမ်တချို့လည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်တစ်ဖက်မှာလည်းအချက်ဖတ်စစ်ကောင်စီတပ်ကအုပ်ဖို့မြို့နယ်နဲ့ဂျိုးပင်ကောင်မြို့နယ်အတွင်းမှာစစ်ကြောင်းထိုးတာတွေလည်းရှိနေပြီးအဲ့ဒီစစ်တပ်စစ်ကြောင်းတွေဟာဒေါ်လာရေးတက်တွေနဲ့ထိတ်တိုက်တွေ့တာမျိုးမဟုတ်ပဲ တိုက်ပွဲမဖြစ်တဲ့ပြည်သူတွေနေထိုင်ရာခြေရွာတွေကိုသာဝင်ရောက်ပြီးတော့နေအိမ်တွေကိုအကြောင်းဝင်မိရှုဖျက်ဆီးတာတွေထွက်ပြေးလို့မလွတ်တဲ့ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေနဲ့ပြည်သူပိုင်းပစ္စည်းတွေကိုပါလူရဲယူဆောင်တာတွေလုပ်နေကြတာဖြစ်တယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့ရန်ကုန်မြို့အနီးကိုဗဟုပြုပြီးပြင်းအား၄ .8 အဆင့်ရှိတဲ့ငလင်ဟာဒီကနေ့ဩဂုတ်လ22ရက်နေ့မနက်9:00ခွဲဝင်းကျင်လောက်မှာထပ်မံလှုပ်ခတ်ခဲ့ပြီး မနေ့ကညပိုင်းမှာလည်းရန်ကုန်မြို့မှာပြင်းအား၄.၈အဆင့်ရှိတဲ့ငလင်လှုပ်ခတ်ခဲ့တယ်လို့မြန်မာညညအစိုးရကသတင်းထုတ်ပြန်ချက်နဲ့မူစလာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီကနေ့ဩဂုတ်လ၂၁ရက်နေ့မနက်၉နာရီခွဲဝင်းကျင်မှာတော့ရန်ကုန်တိုင်းသုံးကမြို့ရဲ့တောင်အရှိတောင်ဘက်၆၆ကီလိုမီတာအကွာမြန်မာနိုင်ငံတောင်ဘက်ကမ်းရိုးတန်းအနီးမြေအောက်အနက်၁၀ကီလိုမီတာကိုဗဟိုပြုပြီးတော့ပြင်းအား၄.၈အဆင့်ရှိတဲ့ငလင်လှုပ်ခတ်သွားတယ်ဆိုပါတယ်။ အဲ့ဒီလိုငလေးလောက်ခတ်သွားမှုနဲ့ပတ်သက်ပြီးဒေသခံတချို့ကလည်းတိတိတသားခံစားလိုက်ရတဲ့အကြောင်းပြောထားပြီးတော့ရန်ကုန်မြို့ဒုဝနရန်ကုန်တိရက်ကွက်နေပြည်သူတို့ကလည်းတချို့အထက်မြင့်တိုက်တွေကပြည်သူတို့ပါအောက်ကိုဆင်းပြီးပြေးလာကြတာတွေရှိတယ်လို့ပြောထားပါတယ်။ဒါအပြင်ဩဂုတ်လ20ရက်နေ့ဖြစ်တဲ့မနေ့ကည9:00နာရီ16မိနစ်လောက်မှာလေရန်ကုန်မြို့အနီးမြမပင်လယ်ပြင်ကိုပို့ပြပြီးပြင်းအား4.8အဆင့်ရှိတဲ့ငလင်လှုပ်ခတ်သွားခဲ့သေးတယ်လို့မူဇလကနေသတင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။ ဒီတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံတက်ခရိုင်မှာတရထဲနေတဲ့တရားမဝင်ခိုးဝင်လာတဲ့မြန်မာနိုင်ငံသား68ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရရှိခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားသလိုထိုင်းအာဏာပိုင်တွေကလည်းသတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့ဩဂုတ်လ19ရက်နေ့ညနေပိုင်းမှာထိုင်းနိုင်ငံတက်ခရိုင်ဖိုပရမြို့နယ်ဗန်မိုကာချိဘာနီတောအုပ်ထဲမှာမြန်မာနိုင်ငံသား36ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရရှိခဲ့တယ်ဆိုပါတယ်။အဲဒီလိုဖမ်းဆီးရမိတဲ့အထက်မှာ အမျိုးသား19ဦးနဲ့အမျိုးသမီး18ဦးပါပြီး တို့ဟာပေါင်ရင်းမြင့်တော်လန်ကနေတဆင့်ထိုင်းနိုင်ငံတဲကိုတရားမဝင်ဝင်ရောက်လာကြတဲ့သူတွေဖြစ်တယ်လို့ဆိုထားပါတယ်။အလားတူအဲဒီအော်ဂူလာ၁၉ရက်နေ့ညနေပိုင်းမှာပဲထိုင်းနိုင်ငံအတွင်းကိုခိုးဝင်လာတဲ့နောက်ထပ်မြန်မာနိုင်ငံသား32ဦးကိုပါတက်ခိုင်းဝမ်ချောင်းမြို့နယ်အတွင်းမှာပဲထိုင်းရဲတပ်ဖွဲ့ကထပ်မံဖမ်းဆီးရမိခဲ့ပြီးအဲဒီထဲမှာအမျိုးသား22ဦးနဲ့အမျိုးသမီး17ဦးပါဝင်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အဲ့ဒီလိုတရားထင်းတဲ့ထိုင်းအာဏာပိုင်တွေဖမ်းဆီးရမိထားတဲ့တရားမဝင်ဝင်ရောက်လာသူမြန်မာနိုင်ငံသား68ဦးတည်းမှာ အသက်18နှစ်အရွယ်လူငယ်အမျိုးသားအမျိုးသမီးငယ်လေးတွေပါဝင်ပြီးအသက်40အရွယ်အထိပါဝင်လာသလိုသူတို့ဟာရန်ကုန်မန္တလေးအညာကရင်နဲ့မွန်ပြည်နယ်ပတ်တွေကဖြစ်တယ်လို့လက်တလောသိထားရပြီးအဲ့ဒီလိုဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသားတွေကိုထောင်ဝင်စာတွေ့ဖို့နဲ့အမှုရင်ဆိုင်မဲ့ကိစ္စရပ်တွေကိုလည်းလိုက်ပါကူညီပေးဖို့စ조사နေပါတယ်လို့မဲဆောက်မြို့နေမြန်မာနိုင်ငံသားအရေးကူညီပေးနေသူတူကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ